မနေ့ကပုဂိုလ်သူပုဂိုလ်သားတွေကံအရန်ထူသွားတဲ့မိဘုံကြီးတလို့ကိုကျွန်တော်လာရောက်တင်ပြပေးမယ်ပေါ့နော်မနေ့က31ရက်နေ့ဆယ်လပဲ2025မှာကရင်ပြည်နယ်နိုင်ကြမိဘိုးပွဲမှာမိဘိုးအကြီးဆုံးတလို့ကပုဂိုလ်ဝေါ်မြွတ်နယ်မှာပကြတယ်ပေါ့နော်အဲ့ဒါကိုပုဂိုလ်သူပုဂိုလ်သားတွေမိဘိုးကြီးကိုကြောက်ရပါတယ်နော်မိဘိုးကြီးကတန်ဖိုးကတော့ဒေးရကျော်တန်ဖိုးတယ်ပေါ့နော်အဲ့ဒါကို အာမြို့ကြီးထဲမှာပါတဲ့ပစိုးကရင်ပစိုးကရင်လိုချင်တဲ့ကအထက်300ကျော်ပါတယ်ပေါ့နော်အဲ့ဒါကိုပုဂ္ဂိုလ်သူကိုယ်သားတွေအရင်ကကန်ကောက်တယ်လို့ပြောလို့ရတယ်နော်ဒီထက်မကလည်းပုဂ္ဂိုလ်သူကိုယ်သားတွေကန်ကောက်ပါစေလို့ပဲပြောရမှာပေါ့နော်မိဘကြီးကိုလှုပ်တင်နေတဲ့အချိန်ကညနေ၄နာရီခွဲ၅နာရီအချိန်မှာလှုပ်တင်တယ်ပေါ့နော်အာပြီးတော့ည၈နာရီလောက်မှမိဘကြီးကပုဂ္ဂိုလ်ဝမ်ပြုတ်နယ်မှာကြားတယ်လို့တရေရရှိတယ်ဘာလို့တရေရရှိတယ်လို့ပြောလဲဆိုတော့မိဘကြီးထဲမှာပါတဲ့အာ စာအိတ်ခုပါတယ်အဲ့ဒါကိုဖုန်နံပါတ်လိပ်စာထည့်ထားပေးတယ်ပေါ့နော်အဲ့လိပ်စာနဲ့ဖုန်နံပါတ်စာအိတ်ကိုကောက်ရတဲ့လူကနော်စုချင်းမြတ်ပါတယ်အနည်းဆုံးကတော့အာ9ဒေးရနေ10ဒေးထိတော့ပေးမယ်ထင်တယ်ဘာလို့လဲဆိုတော့ခရိုင်းနေ့လည်းအဲ့လိုပဲပေးတာပဲလေနော်မြေပေါ်ကြီးခရီးဝေးဝင်တယ်လို့စုမြင့်တယ်ပေါ့နော်စုချင်းမြင့်မြင့်ကအဲ့ဒါကိုကရီလူကြီးတွေကရီပစိုးတွေအများကြီးပါတဲ့အတွက်နော် good food ကိုသားတွေအရန်ကိုမှကန်ကောက်တယ်အရန်ကိုမှ ဝန္တာမိပါတယ်ပေါ့နော်ဒီလိုတည်ကြတဲ့အတွက်လည်းရောင်းဝတ်တာပါတယ်ပြီးတော့မိဘကြီးကလည်းအောင်းမြင်မြင်နဲ့ခကြီးအဝေးကြီးသွားတဲ့အတွက်လည်းနော်အာမိဘဆရာဆရာသမားတွေလည်းတော်တော်လေးကျေးဇူးတင်တဲ့ကိုယူပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်မိဘကြီးဗီဒီယို5ကမကြည့်ရသေးတဲ့လူတွေအတွက်ဆိုရင်ဒီမှာ